နောက်တနေ့တွင်လင်းထက်သည်သူ့ရဲ့မိဘများပိုက်ဆိုင်သောမြေရိုင်းမြေပေါ်တွင်ရက်ကာသူ့လွေဝက်ချက်ကို ရွာသားများမသိစေရန် ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ချက်တယ်။လင်းထက်ကမြို့သို့သွားပြီးအလုသမားတွေကိုငှားရန်ကအုံများဘီးလက်မြေနှင့်တစ်သားများကိုဝယ်ယူခဲ့တယ်။အလုသမားတွေရဲ့ထရက်ကားနဲ့အတူမြေရိုင်းစီသို့ပြန်လာခဲ့ကြတယ်။နေဝင်တင်တဲ့အမျှတူနှင်းပေါတိုးတက်များကွင်းပြင်အနောက်ပဲတင်ထက်သွားတယ်။ မီတာလီးမွေကျဲတဲ့မီတာဝိုက်တွင် အုတ်တိုင်းတွေကိုအတူတူဆောက်လုပ်ခဲ့ကြတယ်။ဤအုတ်တိုင်းသည်လင်းထဲရဲ့ကံကြမ္မာနှင့်လွန့်ဝက်ချက်ကိုကာကွယ်ရန်ပထမခြိလန်းပင်ဖြစ်တယ်။အုတ်တိုင်းကြီးကုန်ကျစရိတ်ကအလွန်ပင်ကြီးတယ်။လင်းချက်သည် သူရရှိခဲ့တော့ငွေအားလုံးကိုတုံးဆွဲခဲ့ပြီးသူ့အတွက်ဘာမှမကြံခဲ့ပေ။နောက်တနေ့ရင်လင်းတတ်သည်တရက်သည်ချင်းများကိုတဲ့ကရောင်းရံမြို့မဈေးတော်တွားခဲ့တယ်။ဈေးရောင်းပြီးရွာပြန်လန်း၌ဒဏ်ရာရထားတဲ့ခွေးတကောင်ကိုတွေ့လိုက်ရတယ်။ ခွေးလေးမှာအလွန်တနာစရာကောင်းသောကြောင့်လင်းတက်ကအိမ်သို့တည်လာခဲ့တယ်။အိမ်သို့ရောက်တဲ့အခါလင်းတက်ကခွေးလေးအားအစားအစာများကျွေးလိုက်လေတော့တယ်။